ဥပမာတစ်ခုဘုန်းကြီးတို့ဖတ်ဘူးတဲ့ပုံမြင်လေလူနှစ်ယောက်ရှိလူနှစ်ယောက်မှာတယောက်ကလေနေ့စဉ်နေ့စဉ်ဟိုဗောဓိညောင်မင်းညောင်မင်းကိုသွားပြီးတော့တန်ရှင်းရေးလုပ်တဲ့ညောင်မင်းကိုပူဇော်တယ်နောက်တယောက်ကျတော့စားစရာမရှိတော့တစ်ကိုင်းနေလိုက်ခုတ်ပြီးတစ်ပင်နေရောင်းရတဲ့လူတယောက်အဲ့နှစ်ယောက်အဲ့တော့တနေ့တော့ညောင်မင်းနေတိုင်းသွားပြီးရှ िख ိုးပူဇော်နေတန်ရှင်းရေးလုပ်နေတဲ့လူပါလေညောင်မင်းတန်ရှင်းရေးလုပ်ညောင်မင်းပူဇော်ရင်းနေညောင်ကိုင်းကျိုးကြတော့6တောက်6တောက်တန်ရရသွား6တောက်ကျိုးသွား ပေါ်မှာစားစရာမရှိလို့ထင်းလိုက်ခုတ်တဲ့ကောင်ကနောက်ဆုံးခုတ်စရာမရှိတော့ညောင်မင်လာခုတ်ရင်းနဲ့ညောင်မင်ခြေမှာရွှေအိုးသွားတွေ့အဲ့တော့ဟိုမှာညောင်မင်ပူဇော်တဲ့လူကညောင်ခိုင်းကြိုးကြတော့ခြေထောက်တရရတော့စိတ်ထဲကဒေါရီကန်တာအဖိုးကြီးညောင်းနေမှာဆိုဆရာတော့သွားချောင်းရှင်မယား ခန္ဓာရကမျက်နှာလိုက်တယ်ဗျာတဲ့တပည့်တော်တလောက်ကောင်းတာတွေလို့ညောင်ပင်ပူဇော်နေတဲ့သူကြတော့ညောင်ကိုင်းကြိုးကြတယ်တပည့်တော်ခြေထောက်တန်ရရတယ်ခြေထောက်ကြိုးရတယ်ဟိုမှာညောင်ပင်လိုက်ကုန်ပြီအစ်စ်ပင်နေခုံတဲ့လူကြောင့်ညောင်ပင်ချင်းရရွှေအိုးတော်သွားတွေ့တယ်ဗျာတဲ့အဲ့ဒါကန္တရာမတရားဘူးဗျာဆရာတော်သွားချောက်တော့ဆရာတော်ကပြောပြပြန်ပြီးတော့တကတော့တဲ့တကယ်တမ်းကျတော့တကတော့သေရမှာဘုန်းကြီးတော်အာကိုမှာဘုန်းကြီးအာမပေးတဲ့အပြင် အားတက်စရာပြောလဲအကသေရမှာဟိုကစိတ်တည်ကြာအရှင်းပြဘလို့ပြောလိုက်တာတပြည့်တော့ကောင်းတာရေလုံနေတာဟုတ်တယ်အမှန်ကဒကာကြီးကဒီကောင်းတာတွေလှုပ်လို့ဒီညောင်ငိုင်းကြိုးကြပြီးဒဏ်ရာပဲရတာတကယ်တမ်းကျတော့ဒကာကြီးကအတိတ်ကံသေရမှာဟုတ်အဲ့လိုတွေးတော့လဲမှန်သွားတာသူ့ရဲ့အတိတ်ကံအတိတ်ကလုပ်ခဲ့တဲ့ကံအကျိုးပေးကဒီအချိန်မှာသေရမှာ ဒါပေမဲ့ပစ္စုပ္ပန်မှာလုတ်ထားတယ်ကုသိုလ်အရှိန်တွေကကာဘာလုတ်ပေးလိုက်တော့သေရမဲ့ကံကမသေးတော့ပဲနဲ့ထိခိုက်ဒဏ်ရာလောက်ပဲဖြစ်သွားတာကံတရားဆိုတာအချိန်တစ်ခုစောင့်ရတယ်ဆိုအဲ့ဒါပြောတာဆိုတော့ဘဝမှာဘာပဲဖြစ်ဖြစ်အတက်အကျအနေမြင့်ဆိုတာရှိတတ်တဲ့အတွက်ကြောင့်တက်နေတဲ့အခါသတိထားကြာနေတဲ့အခါစိတ်တက်မကြနဲ့ကျိုးကကြာနေလို့ရှိရင်ဟိုအာကိုဒီအာကိုဘေးရင်ဆရာသွားမေးဘုန်းကြီးကတော့ဘေးရင်ဆရာသွားမေးတာအမပေးဘူး ။ဘာလို့ဆိုဘေးဒင်ဆရာကြီးရောက်ရရခြေခိုင်းတာလဲ။ဟိုးဘယ်ဆရာတော်သွားပြီးတော့ဘာလူလိုက်ပါ။ကုသိုလ်ပဲလုတ်ခိုင်းတာ။ဘယ်ဘေးဒင်ဆရာမှအောက်ကုသိုလ်လုတ်ခိုင်းတာမရှိ။ဟုတ်တယ်မလား။ရရခြေတယ်ဆိုတော့ကောင်းတာလုတ်ခိုင်းတာ။အဲ့တော့ကောင်းတာလုတ်ခိုင်းရင်သူ့ဘေးဒင်ဘိုးသွားပေးမနေတော့ပဲနဲ့။အဲ့ဟာလေးကိုယ့်အကိုလှူပြီးတန်းပြီးတော့ကုသိုလ်ကောင်းမှုလုတ်လိုက်ရင်ကိုယ်ကံကိုမြင့်နေဆိုအဲ့ဒါပြောတာ။အဲ့တော့တက်နေသတိထားအကြမနာဖို့အရေးကြီးတယ်။ကြနေပြီဆိုရင်စိတ်တက်မကြနဲ့ကြနေရင် ကုသိုလ်များများဖြစ်လို့ ဲ့ဒါကိုယ့်အတွက်ကံနေပြန်တက်ဖို့ပဲเนาะဒါကြောင့်မလို့ဘုန်းကြီးတို့ကိုယ့်ကိုယ်ဆုံးမတာလဲအဲ့ဒါပါပဲဘုန်းကြီးတို့ကိုယ်တိုင်လောကဒဏ်နဲ့ကြုံရပါတယ်ကောင်းတာလဲကြုံရပါတယ်ဆိုးတာလဲကြုံရပါတယ်အတက်လည်းရှိပါတယ်အကြလည်းရှိပါတယ်ဒါပေမဲ့အဲ့ဒီလိုအတက်အကြလောကဒဏ်ကြားမှာဘုန်းကြီးတို့ကတော့ဖရာအာကိုတရားအာကိုပြီးတော့အစိုးရကြုံရင်ဘုန်းကြီးတို့ကဖရာရှိကိုမြန်မာရောက်အောင်သွားပါတယ်အကောင်းနေကြုံတဲ့အခါမှာလည်းပဲသတိထားပါတယ်။ဩ အကောင်းရဲ့နောက်မှာမကောင်းကရောက်တတ်တယ်ဆိုတာအမြဲတမ်းသတိထားပြကောင်းနေတဲ့အခါမှာသတိထားတယ်မကောင်းတဲ့အခါကုသိုလ်များများပွားတယ်ထို့အတူပဲဘုန်းကြီးတို့တော်ကောင်းများလည်းပဲတက်နေတဲ့အခါသတိထားပါ ကြတတ်တယ်ဆိုတာမမေ့ပါနဲ့ကြနေတဲ့အခါကုသိုလ်များများဖိလုပ်ပါဗျာမများပါနဲ့အစိုးရကြားမှာဗျာများနေတဲ့သူဟာလောကတန်ကိုမခံနိုင်တဲ့အတွက်ကြောင့်လောကတန်ကိုမခံနိုင်တဲ့သူဟာဘဝမှာကြာရှုံးတဲ့သူပဲဖြစ်တဲ့အတွက်ကြောင့်ဘဝမှာချမ်းချမ်းသာသာအောင်မြင်နေတဲ့သူများကဘုရားရှင်ကိုယ်တော်မြတ်ကြီးဆုံးမသလိုမိမိကိုယ်ကိုမိမိပြန်ပြီးဆင်ခြင်ပြီးတော့လောကတန်နဲ့ကြုံတဲ့အခါမှာမတုံ့လှုပ်တဲ့စိတ်ကလေးနဲ့ဒါလည်းပဲပြီးသွားမှာပဲဆိုတဲ့အတိတ်တရားလက်ကင်ထားပြီးတော့ဘာမှအကြာကြီးမဟုတ်တာကိုတတိပ ြုကောင်းတာတွေလို့ဖြည့်လို့ပြီးတော့အကောင်းနေဖြစ်ရင်သတိထားပါမကောင်းနေကျုံရင်ကုသိုလ်ပွားပါအကောင်းဆိုးချာမှာဗျာမများပါနဲ့ကိုကိုတို့ပြုပြင်ပြီးတော့ပစ္စုပန်တန်တရာနှစ်ဖြာ လောကတန်ကိုခံနိုင်ပြီးတော့ជីវတော်တိုးတက်နိုင်ကြတော့သူတော်ကောင်းများဖြစ်ကြပါစေကုန်တော့တည်